အားလုံးပဲမင်္ဂလာပါဒီနေ့သားသမီးတွေအပေါ်မှာမိဘတွေထားတဲ့မျှော်လင့်ချက်ကိုပြောပြခြင်းပါတယ်မိဘတွေဟာ သားသမီးတွေအပေါ်မှာဘာမျှော်လင့်ချက်မှမထားပါဘူးလို့တချို့ကပြောဆိုနေကြပါတယ်အဲ့ဒီလိုမဟုတ်ပါဘူးမိဘတွေဟာသားသမီးတွေအပေါ်မှာမျှော်လင့်ချက်တွေထားပါတယ်မိဘတွေဟာသားသမီးတွေအပေါ်မှာမျှော်လင့်ချက်၅မျိုးထားရှိကြောင်း အင်္ဂုတ္တရနိကေပင်စကနိပတ်ပုဒ္ဒတုံမှာမြတ်စွာဘုရားဟောကြားထားပါလေအဲ့ဒီငါးမျိုးကဘာတွေလဲဆိုရင်တဘတော်ဝါနောပရိတ္တိငါတို့ကြွေမွေပြုစုစောင့်ရှောက်ခဲ့တယ်လို့ငါတို့ကိုလည်းတဖန်ပြန်လဲပြီးကြွေမွေပြုစုစောင့်ရှောက်ကြပေလိမ့်မယ်နှိကိစ္ဆံဝါနောကရိတ္တိငါတို့တွေရဲ့အလုတ်ကိစ္စတွေကိုလည်းပဲလောက်ကင်ဆောင်ရွက်ပေးကြပေလိမ့်မယ် 3. ကုလဝန်သောစေရန်တိတ်ထေငါတို့ရဲ့ဆွေစဉ်မျိုးဆက်တွေလည်းပဲကြာမြင့်စွာတည်လိမ့်မယ်4ဓာရစ်ဇံပฏิပစ္စေတတိငါတို့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဆက်လက်ပြီးထိမ့်သိမ်းစောင့်ရှောက်ကြပေလိမ့်မယ်5ဒက္ခိဏံပါဏပေတာဏံကာလင်ကတာဏံအနုပဒတတိငါတို့ကွယ်လွန်သွားတဲ့အခါမှာငါတို့ကိုယေຊုကုသိုလ်များပြုလုပ်ပြီးအမြတမ်းပေးဝေကြလိမ့်မယ်ဆိုတဲ့ မျောလင်းချက်၅မျိုးပဲဖြစ်ပါတယ်။အဲ့ဒီမျောလင်းချက်၅မျိုးကိုမိဘတွေဟာ သားသမီးတွေအပေါ်မှာထားပါတယ်။သို့တော်လည်းပဲမိဘတွေကအဲ့ဒီမျောလင်းချက်တွေကိုနှုတ်ကနေထုတ်ရမပြောပါဘူး။သားသမီးတွေအနေနဲ့အလိုက်တတိတုတ်ပြန်မဲ့အချိန်ကိုပဲစောင့်မျှော်နေကြပါတယ်။အဲ့ဒီမျောလင်းချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်မိဘကျေးဇူးကိုဆက်ရရောက်ပါတယ်။ဒါကြောင့် မိဘကျေးဇူးကိုဆက်ကျင်တဲ့သားသမီးများဆိုရင်အဲ့ဒီမျှော်လင့်ချက်၅မျိုးကိုဖြည့်ဆည်းပေးကြပါလို့ပြောကြင်ပါတယ်။အားလုံးမိဘကျေးဇူးကိုဆက်နိုင်တဲ့ပါကောင်သမီးကောင်းများပြည့်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။